အဲ့ဆိုဝင်လိုက်ရပြန်လာမှာလားဆိုတော့ဒါပေမဲ့အဲ့တုန်းကပြောတဲ့အတိုင်းပဲအခုကျွန်တော်ထက်ကြားလိုက်လိုင်းလဲလာမယ်မလိုင်းလဲမလာဘူးသို့တော်လာဖို့လုပ်နေတယ်ဟုတ်ကဲ့အခုအချိန်ထိအနားယူမယ်လို့ယတိပြက်မချင်တာဘူးသေးသလိုနားမယ်လို့လည်းသူတို့မပြောနိုင်ဘူးဒီခုစီစဉ်ကိုတဖက်တလက်မှကူညီပံ့ပိုးပေးရတာကတော့ရွှေကျုံးမြေတွင်တင်းအပန်းဖြစ်ရေကူးကန်တဲ့စားပွဲစုံမှဖြစ်ပါလေရွှေကျုံးမြေမှာဆိုရင်မီတာစုလိုက်ဖြစ်ဖြစ်မိတ်ဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ် အပန်းဖြစ်ရေကူးရင်အားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိတ်ဆွေတို့တက်တောင်းတတဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေတန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်အတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24နာရီပတ်လုံးမောင်းနှင်တန့်စင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန့်စင်မှုအတွက်ယာနုံပြည့်အာမခံပေးနေပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းချပြည့်စေဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးတာပြီး PA7 ရေသွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးတာပါတယ်။ဖြေကျုံးမြင်မှာလူကြီးများပြားနဲ့ပါတီပွဲလှုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုပ်စားပွဲအခမ်းအနားကျင်တာဖြစ်ဖြစ်နေရာကျဉ်ဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ဖြေကျုံးမြင်မှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တချင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12နာရီကနေညနေ9နာရီထိထည့်သွင်းပေးတာပါတယ်။ ချင်းနာထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးဆေးနိုင်မယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါလေရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုင်တရာအစင်လှိုင်းသာယာဘီယိုစီလမ်းစုံလှိုင်းသာယာပရိုဝမ်မှာကားဖြင့်၃မိနစ်ခန့်သာဝေးကွာတာဖြစ်ပါလေနေ့စဉ်နနက်မနက်9:00နာရီမှည10:00နာရီထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာသောကဟုတ်ပြီတဲ့များမင်္ဂလာပါ ကျွန်တော်တို့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြမရိုးရလဝိနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ဒီမြမရိုးရလဝိနဲ့ပတ်သက်တဲ့အကြောင်းအရာလို့ဆိုတာတဲ့မြမရိုးရလဝိရဲ့လွတ်တန်းချန်ပီယံလို့လည်းပြောလို့ရတယ်။သွေးသစ်ဝင်လာရဲ့အကြောင်းသွေးသစ်ဝင်လာအနားယူသွားတဲ့ကိစ္စဒါပေမဲ့ तू တကယ်ပဲအနားယူသွားပြီလား။ကျိုးဝိုင်းနဲ့ကိုတချောပြန်လာမလား။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအခြေအနေတွေအဖြစ်ပြက်တွေကိုကိုနန်နဝင်ရဲရန်ကိုမြင်မြန်သွားမှာဖြစ်ပါတယ်။ ကိုရေမင်္ဂလာပါမင်္ဂလာပါကိုကျွန်တော်တို့ပြီးခဲ့တဲ့လ6ရက်9 89မှာဒီနယ်ဘွဲလောက်တယ်ဒီနယ်ဘွဲကိုအကိုတို့ကျွန်တော်တို့ဒီစကောက်ဟောက်အခွဲသားတွေသွားခဲ့တယ်အဲ့ချိန်မှာကျွန်တော်မြင်ခဲ့ရတာဒီသစ်သစ်ဝင်လာရင်ဂျိုးဝိုင်းဘောတချောပြန်ရောက်လာတယ်သူလက်ဝက်ရေးပြတယ်အဲ့ချိန်မှာဒီဒီဟိုပြိုင်ပွဲစီစဉ်တဲ့လူတွေအနေနဲ့ကလည်းသစ်သစ်ဝင်လာရင်ဂျိုးဝိုင်းနဲ့ဟိုတချောပြန်ပြီးတော့ဝင်လာကောင်းဝင်လာနိုင်တဲ့ဆိုတဲ့သုံးသက်ချက်တွေနဲ့ကြီးညာပေးတာမျိုးလေကြားရတယ်အခုလည်းတွေ့ခဲ့တွေ့ခဲ့မယ်လို့ကျွန်တော်ထင်ပါတယ် အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးကျွန်တော်မေးချင်တာပါဟုတ်ဒီဟိုပါဘောနော်အဲ့ဒီဒီဖန်ခီးသင်မှာတော့ဆိုရင်အခုအနေနဲ့သူတစ်ဝင်းလိုင်းစီကိုလည်းတွားခဲ့တယ်ဒီကိုတိုင်းလည်းတွေ့ခဲ့ကြတယ်ပျော်ပြစ်ဆိုပြတာလေးလို့လည်းကျွန်တော်သိရတယ်အဲ့တော့အဲ့ဒီအနေဓာလေးကိုစပြီးသိရတယ်ဟောသူ့အပြောပေါ့နော်သူ့အပြောပြီးတော့သူ့မန်နေဂျာကိုကျော်ဝင်းလိုင်းစီကနေပြောတဲ့ပုံစံအရဆိုသူ့တစ်ဝင်းလိုင်းကအနားယူတော့မယ်လို့သူတို့အဲ့လိုမျိုးကြီးဘယ်တော့မှမပြောခဲ့ဘူး တော့ဟိုသူတို့ဘက်ကနေပြီးတော့ဟိုပြောစာရှိတာပြောခဲ့တယ်အထဲမှာအထိကအားဖြင့်တော့ပြန်လာရင်လည်းလာမယ်မလာရင်လည်းမလာဘူးဟုတ်ကဲ့ဆက်လောလောဆယ်တော့ကျမကြီးအခြေအနေအဲကျမကြီးအခြေအနေကြောင့်အပွဲမထိုးနိုင်ဘူးဆိုတော့အနေထားလောက်ပဲပြောခဲ့တယ်ပေါ့နော်ဆိုတော့ဟိုအဲ့တော့ကျွန်တော်ကမေးကြည့်တာပေါ့အဲ့ဆိုဝင်လာရင်ပြန်လာမှာလားဆိုတော့ဒါပေမဲ့အဲ့တုန်းကပြောတဲ့အတိုင်းပဲအခုကျွန်တော်ထက်ကြားရတယ်လာရင်လည်းလာမယ်မလာရင်လည်းမလာဘူး ိုးတော်လာဖို့လုပ်နေတယ်ဟုတ်ကဲ့အခုအချိန်ထိအနားယူမယ်လို့ယတိပြက်မချင်ပါဘူးသေးသလိုအနားမယ်လို့လည်းသူတို့မပြောနိုင်ဆုံးဖြတ်ချက်လည်းမချထားဘူးဗောနော်တခုရှိတာသူတို့ချထားတဲ့ဆုံးဖြတ်ချက်ကစက်ကစားမှာဟုတ်ဒါပေမဲ့တခုရှိတာဝန်လိုက်ရအခုအချိန်မှာဒီကျမ်းမာရေးကနေပြီးတော့ဒီ rehabilitation ကာလတွေဖြစ်နေတဲ့အတွက်ဟိုပွဲပြန်ထိုးဖို့အတွက်အစင်းသမဖြစ်သေးတဲ့အတွက်ဆက်နာနေရတာဆက်နာရင်းနဲ့အခုဒီ၃လလောက်အကြာမှာ ရန်ကစားကောင်းပစားနိုင်တယ်6လောက်လောက်ကြာရင်လည်းကြာဟုတ်ဒါပေမဲ့အဲ့ထက်ပိုကြာသွားပြီဆိုရင်တော့နားရင်လည်းနားသွားနိုင်တယ်ဆိုတဲ့အနေထားလောက်ကျွန်တော်သိရတယ်အဲ့မှာကျွန်တော်ကဒီပွဲမှာကျွန်တော်ကအချင်းလေးနှစ်ခုပေါ့နော်တစ်ခုကကျွန်တော်မရှိဘူးဒါပေမဲ့ဗီဒီယိုဖိုင်ကျွန်တော်ပြန်ကြည့်ရတယ်အဲ့မှာဒီခုံတိုင်းလေးပေါ့អော်သွားတယ်သူတို့ဝင်လာမြန်မာပြည်ချန်ပီယံသူတို့ဝင်လာဟိုဒီဟိုကဖြစ်မယ်သူနောက်အနားမယူသေးဘူးဆိုတဲ့အကြောင်း ပြောပါတယ်ဟုတ်အဲ့ဒါကိုကျွန်တော်လည်းကြားခဲ့ဟုတ်အဲ့တော့ကျွန်တော်နောက်တစ်ခုကြားတာကကြတော့ဒီ9ရက်နေ့ပဲအဲ့ဒါလည်း9ရက်နေ့ပဲအဲ့9ရက်နေ့ကိုညာပိုင်းကျွန်တော်တို့ဒီရေချမ်းတို့ထိုးတဲ့အချိန်အဲ့ရေချမ်းတို့ထိုးတဲ့အချိန်မှာအဲ့မှာပြင်ညာတာကကြတော့အဲသူတို့ဝင်လာရဲ့အတော်အကြောင်းကိုပြင်ညာတာအဲ့မှာသူထဲ့ပြင်ညာသွားတာကအနာယူသွားပြီဖြစ်တဲ့ညာပြီးချန်ပီယံဟောင်းသူတို့ဝင်လာရဲ့အတော်အဲသူကစုဘလောက်ချပါလဲ ော့ကျွန်တော်အဲ့ဒီဟာကိုတော့ကျွန်တော်ကြားလိုက်တယ်အရှိကစောစောပြောတဲ့ video file ကတော့ဒါလည်းပြောခဲ့တယ်ဒါမှမဟုတ်အဲ့ဒါကျွန်တော်မကြားလိုက်ဘူးဆိုတော့ကျွန်တော်လည်းစုံပြီးစွာဖြစ်သွားတယ်ဟိုကိုကျော်ဝန်လိုက်ကတော့ဝန်လိုက်နားမှာမဟုတ်ဘူးဆိုတော့သူတို့တရားဝင်ထည့်ပြောမယ်နောက်ခုကကျွန်တော်နဲ့ interview လုပ်ဖို့လဲ season လိုက်သေးတယ်နောက်တကယ်တကယ်ကျတော့ပွဲရက်တွေမှာသူတို့လည်းမအားပါဘူးကျွန်တော်အားကြောင့်မို့မလုပ်ဖြစ်လိုက်တာအဲ့ဆိုတော့ပို့ပြီးတော့ detail ဟို officially ပေါ့နော် detail ကတော့အပြင်ကလည်းပြောနေတာပေါ့ officially ပို့ပြီးတော့ဟိုဖြစ်နိုင်မှာပေါ့ အခုကတော့ကျွန်တော်ပြောခဲ့တဲ့စကားတွေကျွန်တော်ပြန်ပြီးတော့ပေါက်တယ်ထားတယ်တော့ဝင်လာရမနာသေးဘူးပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်အခုကျွန်တော်တကူလောက်ဖြတ်မေးကြပါလေမိသက်တွေလည်းသိကြမယ်လို့ထင်တယ်အဲ့ဒါပါလဲဆိုတော့ဒီသွေးသိမ့်လဝင်လာတော့ဆိုဒီ reclaim လန်ထိုးတယ်နိုင်နေနိုင်နေအဲ့နောက်ပိုင်းကနေတော့ရှောက်ဝယ်ဝေးပါလေနာဝပြီဆိုတဲ့အတန်းတွေလည်းထွက်တယ်တချို့ကြတော့လည်းမနာလေးဘူးလို့ပြောကြတယ်အဲ့လိုမျိုးပွဲဝေးွားတဲ့အခြေအနေအောင်ဘာကြောင့်လဲပေါ့ကိုကနပြောပါသလိုကျမ့်အခြေအနေကြောက်လားအသေးစိတ်တွေနည်းနည်းပြောပြပါအဲ့အသေးစိတ်ပြောရရင် ိုင်ရှုကလင်းမီနဲ့ပွဲပေါ့ပွဲပြီးတော့တိတ်မကြောက်ဘူးသူတူဝင်လာရင်ကဒီအဆိုင်ဆဖြစ်တယ်အဆိုင်ရောကဆဖြစ်တော့ဘိုက်အောင်ပြီးတော့အဆိုင်ဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဈေးုံတင်ရတယ်အော်ဈေးုံမှာဟိုဈေးုံတက်ပြီးတော့သူနားလိုက်ရတယ်နေကျင်ကနေပါသူမလုံနိုင်တော့ဟုတ်ကဲ့မလုံနိုင်တော့တဲ့အချိန်မှာအဲ့အတန်ကြီးစထွက်လာဒါပေမဲ့အဲ့နောက်ပိုင်းမှာလည်းအဲ့အတန်ကြီးထွက်တယ်ဝင်လိုက်နားသွားပြီး ဘာညာဆိုတဲ့အတန်ကြီးလဲမျိုးစုံထွက်တာပေါ့လေအဲ့လိုအဲ့လိုထွက်သွားရင်းနဲ့အတိတ်မကြအောင်နောက်တစ်ခါဝင်းလိုက်ရအသေးနဲ့ပတ်သက်ပြီးတော့စေယုံတစ်ခါထပ်တင်ရတယ်စေယုံထပ်တင်ရတဲ့အခါကျတော့အဲ့ဒီကောင်ကပြန်ဆင်းလာပြီအဲ့အပြန်ဆင်းလာတဲ့အချိန်မှာတော့ဟိုဘလို့ခေါမလဲသူပြန်လိကျင်ပွဲထိုးဖို့နေစာပြန်လိကျင်နိုင်တဲ့ physical အဲ့အခြေအနေမှာမရှိဘူးသူရဲ့ physical presence အာမကောင်းနောက်တစ်ခုက mental အာမကောင်းလို့ကျွန်တော်တို့ယူဆတယ် ။ဘာကြောင့်လဲဆိုတော့လောဝေသမားကဓာကြီးကိုစိုးရိမ်နေရတယ်။အစင်ပေါ်ရောက်တဲ့အခါအဲ့နေရာကိုအထိုးခံရင်အကန့်ခံရရင်ဆိုတော့ဒီနေရာကိုလုံးဝမထိအောင်ကစားမယ်ဆိုပြီးတော့ထိုးရင်ကြံတဲ့အရာတွေအကုန်လုံးအလွယ်လွယ်ချော့ချော့တိုင်မီနေအောက်ကုန်မယ်။ကစားသမားတဦးကစင်ပေါ်တက်လာပြီးတော့ကစားပြီဆိုရင်100% fully fit ဖြစ်နေမှာ။အော်အကောင်းဆုံးပုံစံကိုထုတ်နိုင်ပါဆိုအဲ့လိုကိုကအကောင်းဆုံးပုံစံထုတ်တာတော့မှဟိုတခြားအခြေအနေဘောင်းစုံနဲ့ကြံ့ခိုင်မှုကကောင်းတယ်အဲ့မှာစိတ်ပိုင်းဆိုင်ရာရဖြစ်စေ ကစားလို့မကောင်းတဲ့နေ့ကစားလို့ကောင်းတဲ့နေ့ယုံကြည်မှုရှိတဲ့နေ့ယုံကြည်မှုပျောက်တဲ့နေ့ရှိသလိုပြိုင်ဘက်မှာလည်းအဲ့လိုပြိုင်ဘက်ရဲ့အကောင်းဆုံးအချိန်လို့ပါသူကရှိသေးတယ်။အဲ့ဒီအချိန်ကြီးအဲ့လိုအနေအထားမျိုးအတွက်ဆိုရင်တော့သူ့ကိုယ်သူသိအားရဖို့မပေါ်ဘူး။ဟုတ်။ဆိုတော့အခါကျော်ဝန်လိုင်းကအဲလေ့ကျင့်ကလည်းသိမလို့တော့ဘူး။မလို့တော့ဘဲနဲ့ဘယ်ချိန်မှပြန်လို့လဲဆိုတော့ပြင်းနေပွဲအခုဒီတစ်ခါပြင်းနေပွဲနီးတဲ့အချိန်မှာသွေးပူလေးတွေပြန်ပြီးတော့လောက်တယ်။သွေးပူလေးပြန်လောက်တယ်အပတ်တချို့ပြန်မောင်းတယ်။ အဲဒီ5မိနစ်တစ်ချီ5မိနစ်နှစ်ချီ3မိနစ်တစ်ချီ3မိနစ်နှစ်ချီအဲအဲ့လောက်သူပြန်လုပ်တယ်နော်ချွေးထွက်တယ်လှုပ်ရှားမှုပေါ့အောင်သူလုပ်တယ်ကျွန်တော်အထင်တော့ဒါတော့ဟုတ်ချင်မှာတော့ခလိမှာနော်တကယ်တကယ်ပြင်နေပွဲကမနေ့ကပြင်နေပွဲကမှာတကယ်ကောင်းကြီးဟုတ်ကဲ့နိုင်ငံလုံးတကယ်တက်တက်လို့ပွဲပွဲကြီးကစားထားတာနိုင်ငံလုံးစိတ်ဝင်စားတဲ့ပွဲကြီးကစားထားတာနိုင်ငံလုံးတော့မကောက်တကဘာလုံးကရောက်နေတဲ့မြန်မာတော်တော်များများရွေးလောက်စိတ်ဝင်စားတော့သူတွေအကုန်ဒီပွဲကြီးကိုထိုးထားပြီးတော့ဒီနှစ်ပွဲကြတော့သူ ဘေးကနေကြည့်နေရတဲ့ feeling မကြိုက်လို့နဲ့တူပါတယ်လူကစိတ်ကယုံလာမှာပေါ့အဲငါတို့လေ့ကျင့်အောင်မယ်ကွာဆိုပြီးတော့ထလေ့ကျင့်လာမျိုးလားဆိုအဲ့ဒီမှာပဲသူပြန်ကစားနိုင်တယ်သူလည်းပြန်ကစားခြင်းတယ်ဆိုတဲ့ဟာမျိုးကျွန်တော်နဲ့ပြောပြလာတယ်အကိုအမြင်ရောဘယ်လိုရှိလဲခင်ဗျအကိုကဒီသွင်းသစ်ဝင်လိုက်နေတယ်တွေ့ခဲ့တယ်သူစီစကားတွေလည်းပြောပြအကိုအမြင်ပေါ့နော်အကိုမြင်ရတာသွင်းသစ်ဝင်လိုက်ရင် physical ဘိုင်းမိုင်းတယ်ဘိုင်းကဘယ်လိုများရှိသူကသူယုံကြည်မှုကတော့ ညော့နေလို့ကျွန်တော်တို့မြင်တယ်ဒါအားမလာတယ်ပြောတာပေါ့နော် physical ဘိုင်းကကြတော့ဝင်းလိုင်းကတော့သူ့ကိုသူအဲ့ physical ဘိုင်းကိုလည်းသူသူတော်တော်ပိန်သွားတယ်ဆိုတဲ့အကြောင်းပြောတယ်အဲ့တော့ကိုကျော်လိုင်းကိုလည်းပြောတယ်အဲ့ကျွန်တော်မြင်တဲ့အချိန်မှာတော့ကျွန်တော်တော်တော်ပိန်လို့မမြင်ဘူးတော်ပိန်လည်းမမြင်ဘူးဆိုတာကအခုသူကဟွာလောက်ရှိတယ်6 90ရှိတယ်အရင်ကတော့ဒီအခုတော်တော်မင်းတို့ ਨੇ ထိုးတဲ့အချိန်မှာသူကခွန်ခွန် 9689လောက်အထိသူကတက်လာတာဟုတ်တက်လာတဲ့အခါကျတော့အခုအခု80ရောက်သွားတဲ့အချိန်မှာသူ့ကိုသူတော်တော်ပိန်သွားပြီထင်မယ်ကျွန်တော်မြင်တာကဝန်လိုက်ရအကောင်ဆုံးအချိန်တော့69 80နဲ့အကောင်ဆုံး80 87ဝန်လိုက်နေအခုအဲ့တော့အခုကဘာဖြစ်လဲဆိုတော့ဟိုသူနားလိုက်တဲ့အချိန်မှာလူကဝါမလာဘင်းနဲ့သူကပိန်သွားတယ်ပိန်သွားတယ်အဲ့ပိန်သွားတာကဒီအစီဒီကိုရှော့လိုက်လို့ဟလာတနည်းအားဖြင့်ဟို muscle ကိုတင်ထားလို့ကျစ်သွားလို့ဟိုကျသွားတဲ့ဟာမျိုးတော့မဟုတ်ဘူး အဲကျမကြီးကပိန်သွားတဲ့သဘောမျိုးဖြစ်တဲ့အတွက်အဲတို့သူအားမရဘူးဟုတ်ဒါမှန်လည်းမှန်ပါတယ်ဆိုတော့လောလောပြောရရင်တော့ရုပ်ပိုင်းရောစိတ်ပိုင်းရောတိတ်တော့အားမရအောင်အားမရသေးဘူးနော်ဒီဟိုကကျွန်တော်တို့ဝင်းလိုက်နဲ့ပတ်သက်လို့ရှင်ကကြိုက်တဲ့ပြည်သက်လည်းရှိတယ် မကြိုက်တဲ့ဟိုမကြိုက်တဲ့ပဲပြည်သက်လည်းရှိတယ်။ဟိုပြည်သက်နှစ်ခုတော့ပွဲနေတယ်ပေါ့နော်။ဟိုကြိုက်တဲ့ပြည်သက်ကဒီဝဲလာရဲ့ဒီအမာခံပြည်သက်တွေဆိုလည်းအများကြီးပါပဲ။သူ့ပြန်လာမှုမျှော်လင့်ကြတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီရိုးရက်လက်ဝဲပထမတန်းရဲ့အနေထားကလည်းကသာသမားကောင်းတော်တော်ရှားနေတယ်အနေထားဖြစ်။မှန်တော့အဲ့တော့ဒီရိုးရက်လက်ဝဲပထမတန်းအနေထားရဲ့ဝင်းလိုက်ပြန်လာပြင်းသူ့မဝင်းလိုက်နားပြတ်သွားတယ်။ဆိုတဲ့အခြေအနေပေါ်မှာအခုအမြင်လေးကျွန်တော်သိပြရတယ်။ကျွန်တော်အရင်ဆုံးပြောချင်တာကတော့ဝင်းလိုက်32နှစ်ပဲရှိသေးတယ်။အင်္ဂလကမှာ တိုက်ခိုက်ရေးအကားသားနီးမှာ38 38လေးပေါ်ပါးလေးကစားနေကြတာဆိုတော့မဖြစ်နိုင်ရေတေချာဘောက်ကိုပြန်လာစေခြင်းလေပေါ့နော်ဆိုတော့3လပဲနာနာ6လပဲနာနာဆိုတော့သူပြန်လာအောင်ဟာလေပွဲပူမြိုင်အခုကရိုးရလိုဝေးရဲ့အကြီးတန်းမှာကဆိုလင်းတော်သာဝင်ကျွန်တော်သိစဉ်းစားလို့မရဘူးမရတော့ဟုတ်တယ်ထိုင်ရပါအဲ့တော့အဲ့အကြီးတန်းမှာကကျွန်တော်တို့ကဒီရွှေရမန်ပြီးတော့အောင်ခိုင်ပြီးတော့ထွန်းမင်းအောင်လေး တော့ tournament လဲကျွန်တော်အထင်တော့အဲ့လောက်ထိအားသီးသားမရှိတော့ပါဘူးသူဘွဲဖြစ်ရင် तू ကြိုက်စိတ်ကြိုက်ကြေးရရင် तू ဟို short term training သွားမယ်ဝင်ထိုးမယ်အဆိုလာလောက်ပဲရှိတော့တကယ် तू ရေရှည်ဒီလက်ဝိနဲ့ရေရှည်အသက်မွေးဖို့ဆိုတာတော့မဖြစ်နိုင်တော့လက်ဝိက तू ချစ်လို့ तू तू ကြိုက်လို့ तू ထိုးခြင်းလို့တော့မို့ तू ကြေးကိုဟိုလက်ဟိုသဘောကြလို့ပြန်ထိုးတာလောက်ပဲရှိနေမယ်ဆိုတော့ကျွန်တော်အများကြီးတွေးလို့မရဘူးဆိုတော့တခြားဘယ်သူရှိလဲဆိုရှုခရင်းမင်းထင်တော့ ဖြစ်မလာဘူးတက်မလာဘူးနောက်နေထူးထူးတို့အခြေအနေမကောင်းအဆင်မပြေဘူးမရောက်လာသေးဘူးအပေါ်မရောက်လာသေးဘူးမဟုတ်ဘူးနေထူးကရောက်လာဖို့လည်းမရှိဘူးဝေကြီးကကြီးပြီးတော့သူ့မှာလည်းနောက်ကြေထားရည်လည်းများနေပြီအဒဏ်ရာအဲ့လောက်ရထားပြီဆိုရင်မလွယ်တော့ဘူးနောက်နေထူးငကိုတွေကလည်းထိုးပေါက်ကယူတယ်ဆိုတော့တတိရှိလို့ဆိုကစားနေရဆိုတော့ဆိုတော့ကျွန်တော်ဘာမှမရှိတော့ဘူးမရှိတော့တခါဒီကြောသာဝင်းကလည်းကျွန်တော်တို့ကပြန်လာထိုးဆိုတာကြောသာဝင်းကကျွန်တော်ဝိတ်ကိုမတင်စေချင်တော့ဘူး ဘောလုံးတွေကကျော်တော်ဝင်းဒီအတူ artificial weight ကြီးနေလိုက်ပြီးတော့လိုက်ထိုးနေတယ်သူရဖြစ်ချင်စိတ်တွေနဲ့သွားနေရတယ်တကယ်တော့အဆင်မပြေဘူးကစားသမားတယောက်ကကိုယ့်ရဲ့အကောင်းဆုံး shape မှာကစားတာအကောင်းဆုံးပဲအလွန်ဆုံးတရန်တက်တရန်ဆင်းပေါ့အဲနောက်ထပ်ဆိုလင်းဆိုလင်းလည်းကျွန်တော်ကမေးခွန်းထောက်ရတော့မှာနော်ဆိုလင်းဘာလို့မာလဲဆိုတော့ဆိုတော့ဘာလို့မာလဲဆိုတာကသူတို့1 championship နဲ့ဒါတခါလဲကျွန်တော်ကြုံလို့ပြောတာ1 championship နဲ့ဆိုလင်းသူတို့ဘယ်လို agreement နဲ့ဘယ်လို deal လုပ်ထားလဲတော့ကျွန်တော်မသိဘူး ိုင်မဲ့စာချုပ်သဘောတရားအရာကျွန်တော်တို့နားလေသလောက်သူတို့တစ်နှစ်အတွင်းဒီငါးဝဲထိုးမယ်ဆိုအခုတစ်နှစ်ကျော်သွားပြီเนาะဆိုရင်ဒီစာချုပ်စရတဲ့အထင်အားဆိုတော့သုံးပွဲပဲရသေးတယ်အဲ့နှစ်ပွဲပေါ့เนาะအဲ့နှစ်ပွဲက1အပါလို့ပွဲကပေးဦးမှာလားမပေးတော့ဘူးလားမပေးတော့ဘူးဆိုရင်အဲ့စာချုပ်ဖြတ်သိမ်းမှာလားစာချုပ်ဖြတ်သိမ်းရင်ကစားသမားအရန်တင်လာသွားပြီသူတို့ဒေါ်လာတစ်သိန်းတန်စာချုပ်လေသူတို့တရားဝင်ဒီလူတွေအရှိမချပြထားတာ ်ဒေါ်လာ6000နဲ့ရက်သွားမှာလားဆိုတော့ဆိုလင်ဦးတို့ကဝမ်ကိုကျွန်တော်လဲစကားပြောအောင်ဝမ်ကိုတချို့ကမိကုန်းထုတ်တင်နေပြီဒီတိုင်းနေရင်တော့ဟိုထားပါတော့ဆိုလင်3ဝက်ဆက်ရှုံသွားတဲ့အခါကျတော့အဲဝမ်အနေနဲ့စိတ်ဝင်စားကြမှာလေစိတ်ဝင်စားမှာရပ်ပဝင်လင်ပြောရတယ်ဒါပေမဲ့အဲ့လိုလုပ်လို့မရအောင်ဘာကြောင့်လဲဆိုတော့သူတို့လဲ risk ရှိပြီးသားလေအဲသူတို့လဲဒီဟာတွေကတွက်ချက်ထားပြီးသားပဲအစင်ပြေတော့တယ်ထင်လို့ဟိုစာထုတ်ထားတာအစင်မပြေတော့ဘူးထင်မှရက်လို့လို့မရအောင်ဆိုတော့ဆိုလင်ဦးအနေနဲ့ ဟုတ်အခုဒီနှစ်ပွဲကြံပေါ့ဒါကျွန်တော်နားလည်သွားပြောပါနော်၄000 4000မှာဘလောက်ပေးပြီးတော့စာချုပ်ဖြတ်သိမ်းမလဲဒါမှဆိုလင်းကတခါပြည်ရင်းဘက်ကိုပြန်လှည့်လို့ရလှည့်လို့ရမှာဝမ်ချန်ပီယံရှစ်စာချုပ်ကြီးနဲ့ပြည်ရင်းလည်းထိုးလို့မရဟိုကလည်းပွဲမခေါ်ဆိုတဲ့အနေအထားကြီးอ่ะအတိတ်တော့အဆင်မပြေဘူးဒါရဲကကြာဆိုလင်းကနင်းလာသလိုဖြစ်တာပွဲတွေအရန်ဝေးွားနင်းလာသလိုဖြစ်တာကိုနှစ်ကိုနင်းလာတာအရန်အရန်အဲ့လောက်အဲ့လောက်ကြီးဝေးလာကြီးတော့တိတ်အဆင်မပြေတော့အမေရိကအမေရိကပြီးတော့ထိုင်းထိုင်းပြီးတော့ဂျပန် ဒါပွဲကြီးသုံးခုပေါ့နော်သူသူပြန်ပါမယ်ပါမယ်ပါမယ်ဆိုပြီးတော့မပါတော့တာဘူတိလည်းဗာဒံမတိတိအခုတိလည်းဗာဒံကြာဆိုတဲ့အခါကျတော့ဟိုလှုပ်တဲ့သူကလည်းဘာလို့လို့လောမှာမသိဘူးအဲ့တော့ဒီတိုင်းနေရင်ထိုင်ရင်လည်းကြာလာတော့ဘယ်သူမှလှုပ်ချင်မှာမဟုတ်ဘူးဗျာအဲ့ဒါဒါတော့ဟိုရှင်းရှင်းပြောရအောင်ဟိုကဒေါ်လာတန်းချီရနေတဲ့သူတွေလည်းမဟုတ်ဘူးဆိုတဲ့အခါကျတော့ဟိုပြန်ကစားရင်သူ့အတွက်လည်းအဆင်မပြေတာတွေဖြစ်လာနိုင်တယ်ဆိုတော့ one အနေနဲ့အဘယ်အချိန်မှအဲနောက်နှစ်နှစ်လပိုင်းမှာနောက်နှစ်သုံးလပိုင်းမှာတရားပွဲပေးပါမယ်ဆိုတော့ ဒီဂရိစကားတစ်ခုရရင်ရလားမရလားလဲကျွန်တော်မသိဘူးဒါပေမဲ့ဟိုရထားတယ်ဆိုရင်တော့မှကစားသမားဘက်ကအဆင်ပြေသေးတယ်ဆိုတော့အခုကအဲ့လိုကြီးဖြစ်နေအောင်နော်အဲ့လိုကြီးဖြစ်တဲ့အခါကျတော့မတစ်တောင်းပေးပြီးယုံမလားနှစ်တောင်းပေးပြီးယုံမလားသုံးဖို့ပွဲပြန်ပေးမလားအစားချုပ်ဟို terminate လုပ်ဖို့အတွက်ဆိုရင်ဆိုတော့ဒါမျိုးတွေညှိဖို့တော့ထားပါတော့ဆိုလင်းဦးကိုထက်ထွက်လို့မရတာအဲ့ဒါကြီးလည်းပါမနော်တော့ဒီကစားသမားလေးတွေပဲလက်ထုတ်ကြည့်တာပြန်လာရင်တော့အကောင်းဆုံးပဲ။ဟုတ်ပြန်လာရင်အကောင်းဆုံးဆိုတော့ကျွန်တော်တို့အခုဆိုဒါရာမန်ဆိုလည်းအရန်ကောင်းပါတယ်။ ကစားတာကောင်းတယ်ထုံးမင်းအောင်လည်းကောင်းတယ်ထုံးမင်းအောင်လည်းအဟူဝမ်းမှာရှုံးနေပါ냐ဆိုပေမဲ့မဟုတ်ဒါတော့ရှုံးနိုင်တာလည်းရှိတယ်နိုင်တာလည်းရှိတယ်နိုင်တာလည်းရှိတယ်နောက်ရှုံးရင်လည်းရှုံးပါပဲတန်းမြင့်နေတဲ့ကစားနေတာပဲဆိုတော့ထုံးမင်းအောင်လည်းကောင်းတယ်အောင်ခိုင်လည်းကောင်းတယ်ဒါပေမဲ့ဝင်းနိုင်ပါလာမှလေးပွင့်ပဲရှိသေးတယ်ဟုတ်တယ်ပြောရရင်ကျွန်တော်တို့ရဲ့ခေါင်တန်းလက်တစ်ဖက်စာတော့မရှိသေးဘူးမရှိမရှိခင်ရည်ကြည့်နေဒါကလည်းကျွန်တော်ရိုးရလက်ဝေးပြည့်သက်တွေမျောလင့်နေတဲ့ ခြေအနေတစ်ခုလို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအလွတ်တန်းချန်ပီယံဆိုတဲ့ကိစ္စရောအကျိန်းတွေဖြစ်ဖို့ရောပွဲကောင်းတွေပေါ်လာဖို့ရောကစားသမားကောင်းတွေရှိပါဖြစ်မှာ။အခုကအခုပြောသွားတယ်လို့ပဲကစားသမားကောင်းတွေမရှိရတဲ့ကြားထဲဒီတွေ့တက်ကနားသွားတယ်။နားသွားတော့ရှင်နေရအကလူဖက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကအပူနေသွားတယ်။ရှိတော့အခုကျွန်တော်နောက်တစ်ခုပြောချင်တာပါလဲဆိုတော့အဲ့ဒါကျွန်တော်အမြင်တွေ့တက်ကပြောတဲ့ဟာမဟုတ်ဘူး။ဟုတ်ကဲ့ခင်ဗျာ။တွေ့တက်ပြောနေတဲ့ဇကားတွေတဲကနေပြီးတော့ကျွန်တော်ကျွန်တော်ဘာမြင်လဲဆိုရင် တို့သူဝင်လာရဲ့ဟန်ဂါကတော့တိတ်မရှိစာလောင်စိတ်ကအဲ့တော့မရှိတာကျွန်တော်အမြင်ဟိုတုန်းကလည်းမရှိတာကျွန်တော်ပြောပါတယ်ဒီတွန်းနမင်းတို့အိမ်မက်ရှိတယ်မြန်မာပြည်ချန်ပီယံဖြစ်ရမယ်ဆိုတော့အိမ်မက်မျိုးတူတူမှာအိမ်မက်ရှိတယ်မြန်မာပြည်ချန်ပီယံဖြစ်ရမယ်နော်နောက်တစ်ခုကဆောင်းကမန်းကိုကျွန်တော်ဝင်လာရှိမှာပဲကျွန်တော်မေးတယ်ကိုမန်းကိုမန်းမြန်မာပြည်ချန်ပီယံအိမ်မက်မက်ခဲ့ဘူးလားရှစ်တန်းနဲ့ရမှာတာဒါရှင်းရှင်းလေးပဲနောက်အဲ့ဒီကစားသမားတွေမှာအဲ့ဒီအရာကို ထိမ့်မှုအတွက်လည်းနီလန်ပေါင်းဆောင်နဲ့တလုံးရွာတော်လိုက်အိမ်မှာရှိခဲ့တယ်ပြီးတော့ရှိပါဘူးလုံးချောလို့ပါလို့လည်းအလိုမျိုးပဲတကယ်ကိုစားစားလောင်လောင်ပဲဝန်လိုင်ရကြတော့သူ့ဝိတန်းအရာမြွားပြီးချန်ပီယံတို့ပါလို့သူအိမ်မှာမက်ခဲ့မှာမဟုတ်တလို့သူ့ဗီဇာကလည်းအဲ့လိုစိတ်မျိုးမဟုတ်အနေလေးအေးတယ်အဲအနေအေးတယ်ပေါ့နော်အနေအေးတယ်မှန်တယ်ဒါလည်းအနေလေးအေးတဲ့အပြင်ကိုဟိုအတွေးလည်းအေးတယ်စိတ်ကလည်းအဲ့လိုမျိုးချန်ပီယံသူကရောက်မှမသိရောက်လာရင်းနဲ့ထွန်းထွန်းမင်းစီကိုသူကလမ်းကြောင်းကအဲ့ထိ ရောက်လာပြီးတော့နောက်ဆုံးအဲဒီလိုအနေအထားမျိုးတွေဖြစ်လာအဖြစ်ပြီးတဲ့အချိန်မှာလည်းဖြစ်ပြီးသွားပြီဆိုမှတော့ဘယ်ရှုံးနေတော့မလဲ။ဟောထိထိမ့်မယ်ပေါ့။ဒါလူတိုင်းရဲ့ကစားသမားတိုင်းရဲ့စိတ်ပဲ။ဒါပေမဲ့အဲ့ကစားသမားတိုင်းရဲ့စိတ်မှာအောင်မှာအဲ့ဒီဟာကြီးကို तू စုပ်ကိုင်းထားလဲနည်းနည်းနဲတယ်။သူများတက်စာရင်သူ့မှာအဲ့မှန်မရှိဘူးလို့ကျွန်တော်ထင်တယ်။သူကကစားရတာပျော်လို့ကြိုက်လို့တယ်မလား။ကစားရတဲ့ဆိုတဲ့အနေအထားမျိုးအဲ့တော့ဝင်းလိုင်ရဲ့ရဲ့ပင်ကိုပေါ့နော်။အဲ့ဒီဟာကိုကျွန်တော်တွေ့ရ။နောက်တစ်ခုကဘာလဲဆိုတော့ဝင်းလိုင်ကသူ့ကိုယ်တိုင်ပြောတာရိုးလဲရိုးသားပါတယ်။တော်တော့ ရိုးရိုးရှင်းရှင်းလေးပဲသူပြောသွားတာကျွန်တော်ကအရင်ထဲကကျွန်တော်ပြော့ပြော့လေးပဲထိုးတာကျွန်တော်အများကြီးလည်းမလုံနိုင်ညဘက်ဒီအခုဒီ tournament နဲ့ပွဲအတွက်သူလေ့ကျင့်တဲ့အချိန်စာမောင်ကျော်တို့လာလေ့ကျင့်ပြီးတယ် tournament နဲ့ပွဲလည်းအရေးကြီးတော့ပြီးတော့ဒါဖန်အန်ဆိုတော့သူတို့အိမ်ခွဲမှာ tournament ကလာကစားမှာရှုံးသွားလို့မရဘူးပေါ့ဗျာဒါဒါပွဲမတိုင်ခင်အတွေးတွေကအဲ့ဒီအချိန်မှာစာမောင်ကျော်တို့ခေါ်ပြီးတော့လေ့ကျင့်ခိုင်းတယ်ငားတယ် ဲ့ဒီမှာသူကဘာဖြစ်လဲဆိုတော့သူကြောက်လေကြောက်လေကျွန်တော်က training ကိုတဲ့ကျွန်တော်ကဟို training ကိုကျွန်တော်ကခိုင်းတယ်ကျွန်တော်လုပ်တယ်ကျွန်တော် training မပြင်းဘူးတဲ့ဒါပေမဲ့ကျွန်တော်ကမလုံနိုင်တာလေမပြင်းဘူးနဲ့မလုံနိုင်တာဟုတ်တယ်ဘုံကမတူဘူးသူ training မပြင်းဘူးသူ့ကိုခိုင်းရင်ခိုင်းတာအကုန်လုပ်တယ် तू လဲကြသွားစီ तू လုပ်တယ်ဒါပေမဲ့ तू ပြဿနာက तू မလုံနိုင်ဘူးနောက်နောက်နောက်ထပ်ပြဿနာတစ်ခုကဘာလဲဆိုတော့ဟုတ်တယ်အဲ့ဒါ physical ဒါဒါတောင်းနဲ့လူတောင်းတောင်းမတူတဲ့အတွက် မင်းမေဝတာတော့မှဒီအသက်ရလို့သွားပြောလို့မရတဲ့ကိစ္စမျိုးအနောက်တစ်ခုကပါဆိုတော့ညဘက်တွေဆိုရင်နောက်နေ့မနက်မိုးလင်းမှာဟောတော့ကြောက်တယ်မိုးလင်း training စရတော့မယ်အဲညဘက်တွေအေးရောင်ပြတ်တယ်ဆိုရင်သိတယ်ဆိုရင်သိတယ်အဲပွဲကိုဘယ်သူနဲ့ထိုးလို့ကျွန်တော်မကြောက်ဘူးတဲ့ training လုပ်အောင်တော့ကျွန်တော်ကြောက်ဆိုတော့ကျွန်တော်နားလည်ပေးလို့ရတယ်တချို့တွေကတော့ဒါက professional မပီတော့ဘူးမဟုတ်အဲ့လိုပြောလို့မရဘူးပေါ့နော်အခုကျွန်တော်တို့ professional အကြောင်းပြောတာမဟုတ်ဘဲနဲ့လူစိတ်အကြောင်းပြောတာဆိုရင် professional ဖြစ်ဖြစ်မဖြစ်ဖြစ်လူစိတ်မှာတော့ဟိုဒါတွေကိုကျွန်တော်ကလုံရင်လုံချင်တယ်မလုံနိုင်ရင်မလုံနိုင်ဘူးဆိုတော့တွေးမချအောင်လေဒီလိုပဲဟိုရှုံးဝဲကိုမကြိုက်လို့အမြင့်ဆုံးအချိန်မှာနားပလိုက်တာလို့ဒါကျွန်တော်နဲ့လူချင်းတွေ့ပြီးတော့သူအဲ့လိုပြောခဲ့တာဆိုကျွန်တော်တို့ရိုက်ကူးရေးထဲမှာပါမပါတော့ကျွန်တော်မသိဒါပေမဲ့သူကျွန်တော်အဲ့လိုပြောခဲ့တာအဲ့တော့ဆိုလုံးကတက်လာပြီထွန်းထွန်းမင်းကတက်လာပြီ तू ကဒီကစားသမားတွေကိုနိုင်မယ်လို့ရှုံးမယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့တေချာတာက तू ကတဖြည်းဖြည်းနဲ့ သူကကြလို့ဖြစ်လာပြီဟိုကလေးတွေကထိုးတက်လာတယ်ဆိုလုံးနဲ့ထိုးတဲ့ပွဲတွေမှာလည်းတဘောကတူတင်ကိုတင်တွေဖြစ်လာပြီနော်ဆိုလုံးကတက်လာဖို့ပဲရှိတယ်အဲ့တော့မရှုံးရင်မရှုံးရင်တော့နားပလိုက်တာဆိုတော့အဲ့ဒါအကြောက်တရားမဟုတ်ဘူးအဲ့ဒါကိုတတလုံးစောက်တည်ခဲ့တဲ့အရာကိုထိန်းတာဆိုလုံးကိုကြောက်တာမဟုတ်ဘူးထွန်းနှွင်းကိုကြောက်တာမဟုတ်ဘူးကိုကိုတိဆောက်ခဲ့တဲ့အရာကြီးပြိုလဲသွားမှအောင်ကြောက်တာဆိုတော့နားပလိုက်တယ်ဆိုတော့ဝင်းလိုက်ရဲ့စိတ်ကလည်းအဲ့လိုမျိုးပေါ့နော်ဝင်းလိုက်မှာလည်းဒီမလုတ်ချင်တာလို့ပြင်းတာလို့မဟုတ်ကျွန်တော် training မပြင်းဘူးねကျွန်တော်အဲ့လိုပြောရင်အကိုယုံမှာမဟုတ်ဘူးယုံပါတယ်လို့ ကျွန်တော်ကနောက်နေ့မနေ့မိုးလင်းမှာတော့ကြောက်တယ်တဲ့အဲ့ training ကိုဆိုတော့ဒါသူ့သဘောတရားကျွန်တော်ပြောချင်တာပါလဲဆိုတော့ဟို hangar အပိုင်းပေါ့နော်အဲ့အပိုင်းမှာတော့ तू ကအရန်မီးတောက်တဲ့ထဲမှာမပါဘူးစကားရေကလည်း तू ကမပါဘူးကျွန်တော်လည်းတီးတဲ့တော့ဒီဝင်းလိုက် ဒီစားစားချင်းဈာပွဲလေးထိုးတယ်နောက်ဝိုင်းစားချုပ်ပွဲထိုးတယ်ထိုးတဲ့ချင်းသူထိုးတယ်အဲ့ဈာထဲမှာပဲသူကြောင်တဲ့တခါကျရင်ကြောင်တက်ကလို့တက်တယ်နားလိုက်ဖို့လည်းဝင်မလေးဘူးရပ်လိုက်တယ်ကြောင်လိုက်တဲ့ဟာလေးလည်းရှိတယ်အပြီးမပြန်ထိုးရရှိလည်းထိုးလာတယ်ဒီလိုပဲတပွဲချင်းစီပဲသူပညာကြောင်နော်သူပညာကြောင်သူ့ရဲ့ intelligence ကြောင်သူအောင်မြင်လာတာတကယ်တော့ तू ကဟိုဘလို့ခေါ်မလဲလောဝိသမားတယောက်ရဲ့ဟိုကျွန်တော်တို့မြင်နေကြပုံစံအဲ့ pattern ကြီးနဲ့ तू ကတိုးတက်ဝင်လာဖြစ်လာတာမဟုတ်သူ့မှာရှိနေတယ်တိုက်ခိုက်ညင် အခက်ကြီးဗီဇာမွေးရပါ intuition ဖြစ်တဲ့တချို့သောအရာတွေပေါ့နော် intelligent ပေါ့အဲ့ဒီအရာနဲ့သူကဖြစ်လာတာဒါပေမဲ့အဲ့ intelligent က okay ရိုးရတော့အပိုင်းပိုင်းမှာသူ intelligent ကညင်အဲ1ကိုရောက်တဲ့အခါကျတော့သူ intelligent intelligent ညင်တိုက်လာပြီဆိုရင်ဟိုဘက်က power တွေကို तू မရှင်းနိုင်ဘူးအဲ့တော့ तू ရိုးရိုးပဲပြောတယ်ကျွန်တော် power မရှင်းနိုင်ဘူးဆိုတော့ကျွန်တော်အဲ့အရာတွေကိုတကယ်ကြိုက်တယ်ဆိုတော့ဟို तू တချို့တွေကတော့အများကြီး champion ဖြစ်ပြီးတော့ဘာမှတော့အဲ့ဒါကလေအဲ့လိုလူတွေလည်းကျွန်တော်ပြောချင်တာက နိုင်ငံတိုင်းမှာချန်ပီယံရှစ်ဖြစ်တယ်ရှိတယ်နော်အင်္ဂလန်မှာလည်းအင်္ဂလန်ချန်ပီယံရှိတာပေါ့ရှိတာပေါ့အဲ့လူတွေကရွေးစုံမှာတုံးမပေါက်ဘူးလေဘာလို့တုံးမပေါက်လဲဆိုတော့ကိုယ်နိုင်ငံမှာချန်ပီယံဖြစ်တိုင်းသူများစုကတော့မရှုံးရဘူးလားအဲ့လိုအဲ့လိုမှမရှိတာဟုတ်လားထိုင်းမှာရောတထိုင်းမှာလည်းတဘောကကျွန်တော်တို့ဒီဟန်ဂရီမှာလည်းရှိတာပဲနိုင်ငံတိုင်းမှာအခုဘောက်ဆင်းဘောက်ဆင်းဘက်ကိုပဲပြောအောင်နိုင်ငံတိုင်းမှာကိုယ်နိုင်ငံအလိုက်ချန်ပီယံတွေရှိကြတယ်ဒါပေမဲ့ပုံမြင့်တဲ့ပြိုင်ပွဲတွေမှာရှုံးလို့ပဲအဲ့နာမည်တွေလူတွေမကြောက်ဘူးတာပေါ့လို့လည်းပြောရအောင်မှန်တာပေါ့ အဲ့ဆိုရင်အခုဒီသွေးသွဝင်လာရဲ့အနေထားကတော့အခုပြောတာ50 50စီပဲဘလို့တဲ့မှာရှိနိုင်တယ်မဟုတ်သူတို့ကသူတို့ကတော့50 50ဘူးမဟုတ်သူတို့ကသူတို့ကနားမနားသေးဘူးကတော့100%အမြင်ပေါ့နော်အခုအမြင်ရဆိုရောအေးပေါ့သူတို့ကကျွန်တော်အမြင်ကသူတို့ပြောတာတော့အရေးမကြီးတော့ဘူးလေဟုတ်ကဲ့ဟိုသူတို့ကမနားသေးဘူးဆိုတော့100% 100%ပြန်ထိုးဖို့မထိုးဖို့ကသာအခြေအနေကိုကြည့်နေသေးတာအဲကျမကြီးပုံမှာအဲအဲ့တော့ကျွန်တော်တို့တေချာပေါ့ officially 100%နားပါပြီလို့သူတို့လုံးဝမကြေညာခင်သေးဘူး ဟုတ်ကဲ့အဲ့တော့ဆိုတော့ဒီလိုအနေထားမျိုးဒါဆိုတော့ဒီကျွန်တော်ဒီပြည်သက်တွေရဲ့ဒွေရဖြစ်နေတဲ့ကိစ္စတခုလည်းအတိုင်းအတာတခုတော့ဖြေရှင်းသွားမယ်လို့အတိုင်းအတာတခုပဲဖြေရှင်းနိုင်မယ်ဒါဒါဟောဘာဖြစ်လို့လဲဆိုတော့ဒီဟိုဒီကာကန်ရှင်ကိုတိုင်ကတိတိဝင်လိုက်ကိုတိုင်ရောသူ့ရဲ့မန်နေဂျာကိုကျော်ဝင်လိုက်ကိုတိုင်ရောလုံးဝမနာတော့မနာဘူးသူတို့သူတို့မနာသေးဘူးအိုမနာသေးတဲ့ကိစ္စတော့အခုမထိုးနိုင်သေးတာဒါပေမဲ့ထိုးနိုင်မှုမထိုးနိုင်မှုဆိုတာဘယ်ချိန်ထိုးနိုင်မလဲဘယ်လိုထိုးနိုင်မလဲဟုတ်ကဲ့ဟုတ်ကဲ့ဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေထားပေါ့နော် ဒီသွေးသွေးဝင်လိုက်နဲ့ပတ်သက်ပြီးဟိုအဲ့ဒါနောက်ဆုံးအနေနဲ့ကျွန်တော်မေးချင်တာဖြည့်ဆွက်ပြီးနောက်ထပ်ဘာများပြောစရာရှိသေးလဲခင်ဗျအဲ့လိုဘာမှမရှိပါဘူးဝင်လာရင်ကျွန်တော်ကပြန်လာသေးခြင်းတယ်ပြန်လာသေးခြင်း31ပဲရှိသေးတယ်ဟုတ်ကဲ့ခင်ဗျအသက်က31 31ဆိုတာတကယ်ကိုဟို heavy training ကြီးတွေမဟုတ်ပဲねသူအရင်ကလိုပဲသူ့အတူလောက်ဆက်ရှိတဲ့အတိုင်းလောက်ခဲ့ပြီးတော့ထိုးသွားရင်တော့တောင်းတောင်းသူသူ့ဖြိုးလို့မရဘူးဟုတ်ကဲ့ကျွန်တော်အမြင်ဆိုလဲဆိုလဲနောက်ကကျွန်တော်တို့ညာပို့ဝင်လင်းပြောရင်ငွေကြေးရှုတော့အရာပဲပြောအောင်သူတိုးတိုးဝင်လာရင်ကလောက်ဝေးသမားဗျာ တခြားသူဘယ်လိုခေါ်မလဲတခြားစီးပွားရေးကအခုအင်ဆိုင်လေးပါညာတော့ရှိတယ်အင်ဆိုင်လေးတော့မကပါဘူးအဲနော်သူမိသားစုဈေးဆိုင်ရှိတယ်ဆိုတော့တကယ်တော့သူလုံးဝထိုးနေရင်တဝဲ300တော့အသာလေးရှာလို့ရတယ်ဗျာဝင်လိုက်ထိုးတဲ့ထိုးကြီးဆိုရင်တဝဲ300တော့ရှာလို့ရတယ်တစ်နှစ်ကို9ဝက်6ဝက်ပဲထိုးဖို့ဗျာဆိုတော့အဲ့ဒီအတွက်လည်းပြန်လာစေချင်တယ်သူ့မှာသူ့မိသားစုရှိတယ်သူ့ကလေးအနာကဲရှိတယ်ဒီအသက်အရွယ်နဲ့ဟိုအဲ့ဒီအရာတွေပေါ့နော်သူသူ့ ိုသူကျွန်တော်ယုံကြည်မှုရှိအောင်ပြန်ပြင်ဆင်တိဆောက်တဲ့နဲ့သေချာလေ့ကျင့်ခန်းလုပ်တဲ့နဲ့ဟိုတကယ်အရန်ပြင်းထန်မဲ့ပွဲမျိုးတွေမကစားသေးဘူးဆိုရင်တော့မှာနဲ့တွက်ချက်ကစားလို့ရတဲ့ပွဲမျိုးတွေနှစ်ပွဲသုံးပွဲလောက်ကစားပြီးတော့ယုံကြည်မှုတိဆောက်ပြီးပြီဆိုရင်ကြိုက်တဲ့သူလာခဲ့กว่าဆိုပြီးတော့ပြန်စိန်ခေါ်ပြီးတော့ထိုးတာမျိုးကျွန်တော်တို့မြင်ကျင်တာပေါ့ဟုတ်ကဲ့ခင်ဗျာဒီပိတ်သက်တဲ့အနေနဲ့ကလည်းအခုပြောသလိုပဲမြင်ကျင်ပဲတို့ကျွန်တော်အနေနဲ့တကယ်ယုံကြည်မိတယ်ဟုတ်ဒါကတော့ကျွန်တော်တို့ဒီလက်တလုံးမှာ ခဏခဏအနားယူခဲ့တဲ့သွေးတင်ဝင်လာရဲ့အကြောင်းကိုကုနန်လူဝင်ကြီးကြီးကတုံသက်တင်ပြသွားတာဖြစ်ပါတယ်။ဒီမြမရိုးရလက်ဝဲမှာအခြေတန်းကစားသမားတွေထိတ်တန်းအဆင့်ကစားသမားတွေရှားပါနေတဲ့အချိန်မှာဒီပိတ်သက်တွေအနေနဲ့ကလည်းသွေးတင်ဝင်လာရဲ့တကြောပြန်ခီးကိုမျှော်လင့်နေကြမယ်လို့ကျွန်တော်ယူဆပါတယ်။အခုအစီအစဉ်ကိုလည်းကြီးစုအားပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။